ိမ်ထောင်ဖြုတ်ပြီးနောက်ပိုင်းမှာရုပ်ရည်ကျသွားကမလာတော့ဘူးဆိုတဲ့အပေါ်ချက်ချင်းထုတ်ပြန်လာခဲ့တဲ့ဝမ်မုံရွှေရည်အလုံးမဲမင်္ဂလာပေါင်းဗမစ်စနောင်းကနေကျဆလိုက်ပါတယ်ဝမ်မုံရွှေရည်ကဒဒေကျဲချမ်းသာသူကိုနိုင်ဖြိုးကျော်နဲ့လက်ထပ်ပြီးနောက်ပိုင်းမှာအများကြီးပြောင်းလဲသွားခဲ့တာပေါ့ချမ်းသာတဲ့တထေးမအသွင်ပြင်းနဲ့တုံဝင်းမင်းသမီးလေးလိုလှပနေခဲ့တာပေါ့ဒါပေမဲ့ပြီးခရက်ရက်မှာတင်လာခဲ့တဲ့ပုံလေးတစ်ပုံကြောင့်ဝမ်မုံရွှေရည်ဟာရင်နှောင်းကလည်းမလာတော့ဘူးလို့ထောက်ပြခံနေရပါတယ်ဝမ်မုံရွှေကကလောဘက်ကဈေးကိုသွားလေတဲ့ပုံလေးကိုတင်ထားခဲ့တာပေါ့လက်ရှိမှာပင်တရားမျိုးဘက်မှာအလင်းရောက်တော့တဲ့ တူတူဇကားရိုက်နေပါတယ်အနုပညာအလုပ်တွေနားထောင်ပြီးတဲ့အချိန်မှာပြန်ရိုက်တဲ့ဒုတိယမြောက်ရုပ်ရှင်ဇကားကြီးဆိုရင်လည်းမှမပါဘူးဒါအပြင်ဝမုံရွှေရီအတွက်အကယ်ဒမီပါမှန်းနိုင်မဲ့ရုပ်ရှင်ဖြစ်တာမို့အသေးချရိုက်ကူးနေတာပေါ့ပင်တရားဘက်မှာသွားနေရတာမို့ကလောဇေဘက်ကိုလည်းဝမုံရွှေရီကသွားလည်နေပါတယ်မနက်ခင်းစောဇေဖွင့်ချိန်မှာမနက်စာဆိုင်ရင်သွားခဲ့တာပေါ့ဒါအပြင်သူမရောက်ရှိနေတာကိုပရိသတ်တွေသိဖို့ပုံတွင်နဲ့အသိပေးထားခဲ့ပါတယ်မနက်ခင်းသောမရိုက်ထားတဲ့ပုံတွေနဲ့ကလောဆေးတဲ့ကစားစာတွေကိုသမရဲ့အကောင့်မှာအမှတ်တရအနေနဲ့တင်ထားတာပေါ့ ပွဲတက်တွင်နဲ့အကယ်ဒမီပေးပွဲတုန်းကလိုကြော်ရှင်းနေအောင်ပြင်ဆင်ထားမျိုးမဟုတ်ဘဲတာမန်တိုင်းပေါပေါပပအပြင်ထွက်တဲ့ပုံစံမျိုးဖြစ်ပါတယ်။ဒါကြောင့်မို့လဲအစောပါပုံကိုပရိသတ်တို့ကယောက်ျားလေးရောက်သွားတော့အရင်လိုမချောတော့ဘူးဆိုပြီးဝေဖန်နေခဲ့တာပေါ့။ အရင်လိုမလာတော့ဘူးလို့ထောက်ပြလာတဲ့အပေါ်မှာဝင်းမောင်ရွှေကဒီမခံနိုင်ပါဘူး။ comment တိုင်းကိုဆက်မပြန်ပေမဲ့ယောက်ျားရသွားမှအရင်လိုမလာတော့ဘူးလို့ဝေဖန်တာကိုတော့တေချာလေးတုတ်ပြန်ခဲ့တာပါ။သူမတင်ထားခဲ့တဲ့ပုံတွေကမိကပ်မလိန်ထားတဲ့ပုံတွေမို့မလားရတာဆိုပြီးရှင်းပြထားခဲ့ပါတယ်။မနက်စာထွက်စားဖို့အတွက်ကလောဆေးကိုလာခဲ့ရတာမို့မိကပ်မလိန်ခဲ့ရတာလို့ပြောပြလာခဲ့တာပေါ့။မိကပ်လည်းမပါသလိုဘာမှလည်းမပါပဲမျက်နှာပြောင်းနေဖြစ်နေတာမို့အရင်လိုမလားသလိုဖြစ်နေရတာပါဆိုပြီးနားလည်အောင်တုတ်ပြန်ထားခဲ့ပါတယ်။ ဝမ်မောင်ရွှေကသူမကိုသူမယုံကြည်မှုရှိတဲ့အတွက်အလောက်မပြင်းပဲအပြင်ကိုထွက်လာတာဖြစ်ပါတယ်။ဈေးမှာပရိသတ်တင်နဲ့တွေ့တဲ့အချိန်မှလည်းမျက်နှာပြောင်းနေတာတွေ့ခဲ့တာပါ။ဒါအပြင်လက်ရှိမှာရိုက်ကူးနေတဲ့ရုပ်ရှင်စကားကြီးမှာဝမ်မောင်ရွှေကရွာသူဖြစ်တရုတ်ဆောင်ရကောင်သားရည်ကိုလည်းအညိုရောင်နဲ့လိမ့်ရပါတယ်။ရာသီဥတို့တန်နဲ့တရုတ်ဆောင်ရတာပြင်းထန်တာကြောင့်ရုပ်ရည်ကအရင်နဲ့မတူပဲဖြစ်နေရတာဖြစ်ပါတယ်။ဝမ်မောင်ရွှေဟာအိမ်ထောင်ချပြည့်တဲ့အချိန်မှာအရင်ကထက်တောင်ပိုလှောက်ဂရုစိုက်နေပါတယ်။ ခမောဖြစ်သူကိုနိုင်ဖြိုးကျော်ကလည်းဇနီးဖြစ်သူကိုအမြဲတမ်းလှစေခြင်းနေတာပေါ့ဝမ်မောင်ရွှေရဲ့အနေနဲ့ဝိတ်လေးအနေငယ်တက်လာရင်တော့ခမောဖြစ်သူကချက်ချင်းသတိထားမိပါတယ် ။ဝိတ်ထိမှုအတွက်ချက်ချင်းသတိပေးကအသားရည်ကိုလည်းအမြဲတမ်းဂရုစိုက်ခိုင်းတာဖြစ်ပါတယ်။အရင်ကဆိုရင်အလှတရားအတွက်သူမတယောက်ထဲကသာဂရုစိုက်ရပေမယ့်အိမ်ထောင်ကြပြီးနောက်ပိုင်းမှာကိုနိုင်ဖြိုးကျော်ကဘေးကနေရိတ်တိကျကျနဲ့ကိုဂရုစိုက်ကလိုက်ပြောပေးနေတာပါ။ဒါပြင်လက်ရှိမှာဝုံမုံရွှေကအသက်33နှစ်ဝင်းကျင်လည်းရှိလို့နေပါပြီ။ဒီအသက်ရွယ်မှာစဲကျော်သက်ကာရက်တာတွေလိုတရုတ်ဆောင်နေနိုင်တုံဖြစ်ပါတယ်။နတ်သမီးနတ်ခတ်ဇလန်းထွဲမှာဆိုရင်လည်းဝုံမုံရွှေကစဲကျော်သက်အရွယ်လေးလိုတရုတ်ဆောင်ထားကလှပနေခဲ့တာဖြစ်ပါတယ်။ ပရိသတ်တို့အနေနဲ့ရောဝမ်မုံရွှေကအိမ်ထောင်ချပြီးနောက်ပိုင်းမှာရုပ်ရင်သွားကောင်အရင်လိုမလှတော့ဘူးလို့ထင်လားဆိုတာပြပြခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်မမတို့ရဲ့ page ကို like and follow လေးလောက်ခတ်ကြပါအောင်နော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ